ပြည်။1990တော့90တိနေကြပါဗျာ။အဲ့ဒီတော့ကလူငယ်လေးတယောက်အများတကားကိုတောက်တောက်ဖောက်ဝေးလာ။အဲ့ဒီအချိန်ကကျွန်တော်ကလည်းကြပြအချိန်နဲ့လွင့်နေကြီး။အဲ့ဒီတော့ကလူငယ်လေးကိုကြပြလမ်းတစ်လျှောက်လုံးလိုက်ပါလာမယ်လို့ထင်ခဲ့ဘူး။အခုတော့သူကမဂ္ဂဇင်းတွေမှာကြပြတွေအများကြီးရေးလို့ ဗျာစာအုပ်တွေလည်းထုတ်လို့နောက်ပိုင်းကျွန်တော်ကပဲအဲ့ဒီလူငယ်လေးကိုအံ့ဩရတဲ့ဥစီရဘုရားထူရတယ်သူကသာသနာပေါင်တွေရောက်သွားတော့လာအဲ့ပါတော့သူကဗျာစာအုပ်ရှိမှကျွန်တော်ကကန့်နက်ကန့်နက်နဲ့ဝင်ရရအောင်အစိတ်သိပ်ပြေးလှသူကဗျာကောင်းလည်းမဟုတ်တော့ဒီရှိမှဝင်အားရတာအားနာစီသူကဗျာတွေဖတ်ရတဲ့အခါလောကကိုပြည့်ရပြီးဒီပထေလောက် အတိကလုတ်ထိကလုတ်နဲ့ထီထီမိမိအချက်ကြကြရေးထားတာကိုလည်းတွေ့ရတယ်။ဘဝတွေထဲမှာရုန်းကန်ကြိုးစားနေကြသူတွေကိုလည်းစာနာစိတ်နဲ့ဒီကပြာဒီအတိုင်းပဲဆက်ရေးတော့မှာလား။သမေးဦးလေးတည်ပြရစီအောင်။အပြာဒီမှာကျေရှာတွေ့ရတယ်။လွမ်းမီးလက်ပြာလိုငယ်ဘဝအောက်မေ့ဝယ်ပုံရိပ်များကို ြန်တောင်းထားတာလည်းတွေ့ရရဲ့။တွေးနဲ့ရင်မှမွေးမဲ့ပန်းတွေမြေရည်နဲ့ခွဲမှလှမဲ့ကြပြားတွေငါအဝေးများဆိုတဲ့ကြပြားမှလည်းတွေ့ရရဲ့။ကြားကြားခဲ့ရသမျှနိုင်ရည်တန်တွေဟာခီကလေးတစ်ဖက်စာတာစာတာနဲ့ငယ်ကလေးကရှေးထိုးမှားခဲ့တာလို့ပြောကြတာပါပဲ။မိုးဖြူကြပြားမှလည်းအဲ့ဒီလို ဒီလမ်းကတကယ်ရှိတယ်၊တွေးကြောင်နေပူရှိလျာမယ်။ညမဖတ်ရ၊ဖတ်တရကပြားနေ။ဒီလည်းပိုက်မှာတွေ့ရပါတယ်။သင်္ကန်းစာကအညာမလွယ်တဲ့ကျယ်တွေကိုညှို့ဆူတယ်။အဲ့ဒါကတော့မြို့ဟောင်းကပြားပါ။ဒီကပြားပိုက်တွေဟာကျွန်တော်ကောက်ကံကြီးကဆွဲချမိ၊ဆွဲပြမိလိုက်တာပါ။ကြာဆုံးနေပြီးတော့တမိုင်းကျန်၊တွေးမြာ၊တမိုင်းချင်းရှင်ပြည့်ရင် ဘယ်ငတိမှမပါနိုင်ဘူး။နာရီအပြာတွေဟာလည်းရင်တယ်၊ထီရ၊ညီရနာရပါလေ။1993-94ကိုတုန်းကတော့လူငယ်လေးတယောက်ပေါ့။အခုကျတော့ရိတ်ကျက်တည်ငြိမ်တဲ့နှလုံးသားနဲ့လောကကြီးကိုရည်တွေ၊မောတွေနဲ့သာသနာဝင်များကိုထမ်းဆောင်ရင်းအပြာအကျိုးကိုလည်းဆက်တဲ့တဘောဤသားနိုင်ပါလေကြောင့်ရည်တွေ၊မောတွေ 干了、嗯。 ရေဒီမောတီကောင်းကင်တစ်ခွင်လုံးတိတ်စိတ်ပြန်လို့ဘူးတလုံးလေးတလုံးမှလေဘူးမစုံညီမစုံတဲ့ဘူးခါရည်